ဗုဒ္ဓဘူဇင်နီယာဖျားရုပ်ဘွားတော်ရှိမှမတင်တော်တဲ့တခြင်းဆိုမိလို့လူပြောများနေရဲ့အဆိုတော်ရွှေစင်ရုပ်လာပရိသတ်များအလုံးမင်းမြင်လာပါရှင့် ဒီနေ့မှာတော့ဖျားပွဲလန်းတဲ့ပင်တွေမှာသချင်းဆိုဖြောပြလေးရှိကြတဲ့အနုပညာရှင်တွေအတွက်သင်ငန်းစာယူစရာကိုတတိပေးသွားမှာပါအခုလည်းဖျားရှိမှမသိတော်တဲ့သချင်းကိုတီးဆိုနေတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်လူပြောများနေရကတော့အစောရောရွှေစင်ရုပ်လွားပါအစောရောရွှေစင်ရုပ်လွားဆိုတာအခုမှပေါ်လာတဲ့သူတော့မဟုတ်ပါဘူးအားလုံးမှတ်မိကြအောင်မယ်လို့ထင်ပါတယ်လွမ်းပိုင်ရဲ့နာမည်ကြီးဒန်နန်နန်သချင်းကိုသူမရဲ့အားကောင်းလာတဲ့အတန်ပါဝါနဲ့ပြန်လေသည်ဆိုရင်ねဆိုရှယ်မီဒီယာမှာတဟုန်တိုးရေပန်းစားလာခဲ့သူပါသူမဟာ နယ်ပွဲတွေအလူပွဲတွေနဲ့စင်တင်ပွဲတွေမှာမနာမနေလိုက်လံဖျော်ဖြေနေရတဲ့နမကြီးအစိုးရတယောက်ပါရွှေစင်ရုံလာဟာအတန်ကောင်းရုံသားမကအစိတ်ထားလေးကလည်းဖြူစင်ပြီးတော့ပရိသတ်တွေကိုဖော်ဖော်ရွရွဆက်ဆံတတ်တာအကြောင်းလူချစ်လူခင်အင်မတန်များပြားပါတယ်တစင်တပုတ်ကိုစုံလိုက်ရင်မူရင်အစိုးရထက်တောင်ကားအောင်စုံနိုင်တာအကြောင်းပွဲငားတဲ့သူတွေကလည်းသဘောကျပါတယ်ဒါပေမဲ့အမားနဲ့မကင်းတဲ့ပုထုဇဉ်ဆိုသလိုပါပဲဒီရက်ပိုင်းမှာတော့သူမရဲ့ဖျော်ဖြေမှုတစ်ခုကကြီးကျယ်စွာပဲဝေဖန်ခံနေရပါတယ်ဒီပြဿ နာရဲ့အစားကတော့အခုလက်တလောတစ်တောက်နဲ့ Facebook မှာခေစားနေရဲ့ boss ဆိုတဲ့သချင်းပေါင်း ဒီတဲ့ချင်းကတီလုံးအမျိုးလေးဖြစ်တာရဲ့သူမရဲ့အတန်နဲ့လိုက်ဖက်နေရတဲ့ကြောင့်ပွဲတိုင်းလူလူမှာပြည်သက်တွေကတောင်းဆိုကြသလိုသူမကိုယ်တိုင်ကလည်းအာပါတရတီဆိုဖျော်ဖြေလေးရှိပါတယ်ပြဿနာကတချင်းရဲ့အတိတ်ပဲနဲ့နေရသေးတာမကန့်ညီတာပါပဲပြီးခဲ့တဲ့ဗုဒ္ဓဘူဇနီးယဘုရားပွဲတစ်ခုမှာရွှေစင်ရုပ်လာကဒီဘော့ဆိုတဲ့တချင်းကိုတီဆိုဖျော်ဖြေခဲ့ပါတယ်ဗီဒီယိုဖိုင်ထဲမှာကြည့်မယ်ဆိုရင်သူမရဲ့နောက်ကျောဘက်တိတ်တိတ်မှာကြီးညိုပွဲရာဘုရားဆင်းတူတော်မြတ်စွာဘုရားကိုအထင်ရှားတွေ့မြင်နေရပါတယ်ဒီတချင်းရဲ့ မြန်မာလူစာသားတွေကပြဿနာမရှိပေမဲ့တချင်းထဲမှာပါဝင်တဲ့ English Red စာသားတွေကအင်္ဂလိပ်စာသားတွေဟာတော်တော်လေးကိုရိုင်းဆိုင်ပါတယ်။ ပြောရရင်မကြောင်းဝင်မနာသာဆေးရတိုင်းထွားတဲ့စာသားတွေလူမှုရေးအရာမသိတော်တဲ့စကားလုံးတွေအများကြီးပါဝင်နေတာပါပွေငင်းတွေကပြိသက်အများစုကတော့အင်္ဂလိပ်စာသားဖြစ်တာကြောင့်နားမလည်ကြပေမယ့်တီလုံးနဲ့ကခုံပျော်ရွှင်နေကြတာပါဒါပေမဲ့လည်းတချင်းရဲ့အတိတ်ပဲကိုနားလည်တဲ့သူတွေနဲ့ဆိုရှယ်မီဒီယာပေါ်ကကြီးရှုတဲ့သူတွေကတော့အမျက်ခုံးလှုပ်သွားကြပါတယ်မြတ်စွာဘုရားရဲ့ရှေးမောက်မှာတီလုံးညဉ့်ညမ်းတဲ့စာသားတွေပါဝင်တဲ့တချင်းတစ်ပုဒ်ကိုအော်ဂျီဟစ်ကျေဆိုနေတာကတင့်တော်ရဲ့လာဆိုပြီးတော့ထောက်ပြဝေဖန်လာကြတာပါဒါ ကရွှေစင်ရုံးလွာနေတဲ့တမင်တသက်စောကားလိုစိမ့်နဲ့လောက်တာတော့မဟုတ်ပါဘူးဖြစ်နေတာကသချင်းစာသားရဲ့အတိတ်ပဲအမှန်ကိုတေချာကကနနာမသိပဲခစ်စားနေရကြောင်းပရိသတ်ကျိုင်းလိုဆိုလိုက်မိတဲ့သဘောလိုတောင်ယူဆလို့ရပါတယ်ဒါပေမဲ့ဘာသာရေးပွဲဖျားပွဲလိုနေရာမျိုးမှာကိုစုံမဲသချင်းကဖျားရဲ့တရားရင်နဲ့ကန့်ညီမှုရှိမရှိဆိုတာကိုအစိုးရတွေအနေနဲ့ဒီထက်ပိုပြီးတော့သတိထားဆင်ခြင်တဲ့နယ်လို့ထင်ပါတယ်တီလုံးမျိုးတိုင်းလူကြိုင်များတိုင်းဆိုလိုက်လို့အဆင်မပြေနိုင်ပါဘူးကိုရဲ့မသိနားမလည်မှုတစ်ခု ခုကြောင့်ကိုကိုွယ်တဲ့ဘာသာရေးပုံမှာမယုံတရားရောက်သွားနိုင်တယ်လို့ကိုရဲ့ပုံရိပ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီဖြစ်ရလေးကရွှေစင်ရုံလာအတွက်သာမကတခြားသောဖြောပြေးရေးအနုပညာရှင်တွေအတွက်ပါသတိထားစရာသင်ခန်းစာလေးတစ်ခုဖြစ်သွားပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ဒီကိစ္စလေးပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ရွှေစင်ရုံလာကတကယ်ပဲအတိတ်ပဲနားမလည်လို့မှားဆိုမိတာလားဒါမှမဟုတ်အစိုးရတရားနေနဲ့ကိုဆိုရမယ့်တခြင်းရဲ့အတိတ်ပဲကိုကြိုတင်လေးလာထားတဲ့နယ်လို့ထင်လား။ဖျားပွဲတွေမှာဒီလိုခေတ်ပေါ်တခြင်းစဉ်းစားတွေ ွေဆိုတာကိုရောလက်ခံနိုင်လားဆိုတာယဉ်ကျေးစွာနဲ့ဝင်ရောက်ဆွေးနွေးပြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်